တပတ်တစ်မျိုးပေါ့နော်မယိုးရလေးအောင်အေးလှုပ်ဖို့ဆောင်ပတ်တွေပေါ့နော်အချင်းချင်းဝင်ကတက်တည်ခံကြပါတယ်အမေရိကန်ကတော့လာမဲ့29နှစ်တည်းက Thanksgiving နေနော်ဟုတ်တယ် Thanksgiving ဒီညမှာပြီမှာတော့နေ့တိုင်း Thanksgiving လုပ်တာပေါ့နော်အမေရိကန်ကတော့29နှစ်ပြီးရင်ဂျာဗင်းနေ့ကြတာပေါ့နော်ပြီးတောက်ကြနေ့က Black Friday နော် Friday အဲကျွန်တော်ဈေးတွေပါ short အဲ့ဒီကြတော့ပစ္စည်းတွေဈေးတွေလျှော့ပြီးရောင်းပါဆောထုတို့တောင်းဝင်ကြမယ်အများကြီးပဲနော်ဆိုတော့လူညာနိုင်ငံမှာကတော့အမျိုးမျိုးပေါ့နော်ဒီနေ့ပျော်ရွှင်စရာကောင်းအောင်ဒီနေ့အဖက်ဖက်မှာရှိတယ်လို့ကျွန်တော်နိုင်ငံမှာလည်းကိုယ့်အကူအမျိုးမျိုးပျော်ရွှင်အောင်ဝမ်းမြောက်အောင်နေတက်ထိုင်တက်အသက်ရှင်လို့ရအောင် အသက်ဖခင်ကျွန်တော်တို့ကိုခွန်အားတွေပေးထားပါဗျာ ီညမှာတော့ကျွန်တော်ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့ဗောနော်အစားအစာနဲ့ပတ်သက်ပြီးတော့ကြီးတော်ချီးမွမ်းဆရာအကြောင်းပတ်သက်ဖို့ဝင်ငါဖို့ဖြစ်ပါတယ်ဘုရားသခင်ကျွန်တော်တို့ကိုမွေးတဲ့ကကျွန်တော်ဘိုက်ထဲမှာအစာအိမ်ကြီးထည့်ထားပေးတာကြီးတော်ချီးမွမ်းနော်အဲ့ဒီအစာအိမ်သာမရှိဘူးဆိုရင်ကျွန်တော်တို့စားเสียတောက်เสียမလိုဘူးဆိုရင်ကျွန်တော်ဘာများလုပ်လဲမသိဘူးเนาะဟိုအလုတ်လုတ်เสียလဲလိုတော့မှာမဟုတ်ဘောเนา အစာအိမ်လည်းမရှိတော့ဘူးရေအိမ်လည်းမရှိတော့ဘူးဆိုတော့အစာတောက်စရာမလိုတော့ဘူးဆိုရင်အလေးအပေါ့လည်းသွားစရာမလိုတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ ACC ကိုနေရာကိုဒေသမှာလည်း ACC နေလို့ရတာပါနော်တောင်းပြီးတော့ဟိုရွှေ့ဒီရွှေ့ဟိုပြောင်းဒီပြောင်းဟိုနိုင်ငံဒီနိုင်ငံလည်းသွားစရာမလိုတော့ဘူးလေဆိုအခုကျွန်တော်တို့ရွှေပြောင်းချင်းရရေကြီးရမျက်နှာသွားလာချင်းကတော့စားဖို့နေရတို့အေးစားဖို့တပ်ဖို့နေဖို့ထိုင်ဖို့အခုဖို့ ဒီအကြောက်သွားခြင်းဖြစ်တယ်။ဒီနေ့ကြရင်လည်းကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့စားဖို့တတ်ဖို့မလိုတော့ဘူးပေါ့နော်။အားလုံးကနေ့ချီးမွမ်းချီးမွမ်းဖို့ပဲရှိတယ်ဖရာသခင်ကောင်းကင်နိုင်ငံတော်မှာအမှုအစားအသောက်အကြိုက်တဲ့လူတွေအခုတည်းကဖြတ်ထားပြီတော့ပေါ့နော်။အသက်အသက်ရှင်ဖို့တော့စားရမယ်။စားဖို့အတွက်အသက်ရှင်ဖို့မဟုတ်ဘူး။တချို့ကတော့ဒီနေ့စားဖို့အတွက်အသက်ရှင်နေတာပေါ့နော်။ဘာစားမလဲအခုဆိုဒီခေတ်ဆိုဖလူဗော်ကာရဲ့ အမျိုးမျိုးတကယ်ကိုဒုက္ခဆင်းရဲတဲ့အချိန်မှာစားပြတာဗောနော်ကျွန်တော်တို့လည်းတည်ကြတာဗောနော်ဟိုဟာ Facebook ကြည့်တည်ကြတာစားလည်းမစားရအောင်ဒါပေမဲ့လည်းဓာကြည့်ပြီးတော့ဩသူပြောတော့နာတော့တဆင်းရတာဗောနားထဲမှာကောင်းလိုက်တာအာဘလူး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 ဒီနေ့သခင်ယေရှုကကျွန်တော်တို့ကိုအစာတောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကို ဆုတောင်းချက်မှာပထနာတော်ထဲမှာပါပါတယ်အသက်မိုးလောက်သောအစာကိုယနေ့ပိတနာရမှုပါနေ့ရဲ့အစဉ်တိုင်းပိတနာရမှုပါကျွန်တော်တို့ရေးထားပါတယ်ကျွန်တော်အသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်မှာတောင်းလျှောက်ဖို့လိုအပ်ပါတယ်ကျွန်တော်နေရာတွေရွှေ့ရတာပေါ့နော်ပြောင်းရတာပေါ့တော်မှအစဉ်မပြေမြို့ပေါ့မြို့အစဉ်မပြေတော့နိုင်ငံခြားတော့ဒီနေ့အစတော့နပတဲ့ပြီးတော့ခင်ရှုကကျွန်တော်တို့ကိုအသက်မိုးလောက်သောအစာကိုပေးပါလို့ တောင်းခိုင်းတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်လူရီကြည့်တဲ့ခါမှာအစားအသောက်နဲ့ပတ်သက်ပြီးတော့အချို့ကရှာစားရှာစားမှာပဲရှာစားဆိုတာလွတ်လွတ်စားရတာဗောနော်ရှာစားမှာပဲစားရတယ်ဘဝဗောနော်တချို့ကြတော့ရှာစားကြမလို့ချက်စားယုံပဲချက်စားယုံပဲအိမ်တဲကိုရောက်ရောက်လာတာဗောနော်ချက်စားယုံပဲတခါလာအဲ့ချက်စားတော့မှတခါတခါ တော်တော်ချက်ရတယ်ဟိုကျွန်တော်တခါတဲ့မနဲ့အချိန်မီဖို့နေ့လည်းအချိန်မီဖို့တချို့ကြတော့ချက်စားကြမလို့ဝါစားယုံပဲအရှိအထိအရှိအထိရောက်လာတာဟိုတပြည်နိုင်ငံသားမှာအသက်ကြီးသူတွေပါဇက်တွေခုန်ကြွေးတာပါနော်ယောဂတဲ့တွေဆိုတော့ကျွန်တော်တို့ကဘယ်အထက်မှာပါလဲဆိုတော့ရှာလဲစားစားရတယ်ချက်လဲချက်စားရတယ်ဝါလဲဝါစားရတယ်ဆိုတော့ပို့ပြီးတော့ ဟိုဘိုက်ချောင်တာဗောနော်လှုပ်ရှားရတာလှုပ်ရှားရတာအဲမဘလို့အခြေအနေရှိပါလိမ့်စေဘုရားသခင်ရဲ့ကြီးတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်အသက်မိုးလောက်သောအစာကိုဘုရားသခင်ကကျွန်တော်တို့ကိုချပေးထားပါတယ်ဘယ်နိုင်ငံမှာပဲရှိရှိဗောနော်ဘုရားသခင်ကျွန်တော်တို့ဝတ်အောင်ကျွန်တော်စားခွင့်ကိုဘုရားသခင်ပေးပါတယ်အဒီနေ့အစာအတော့နဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာရဲ့အုံတစ်ချက်တွေအများကြီးရှိတယ်ဗောနော် ဒီအထက်မှာမှာသခင်ယေရှုရဲ့သူ့ရဲ့စားစရာပေါ့နော်သခင်ယေရှုဗိုက်စားတဲ့ခါမှာဂျုံကင်းထဲမှာဒီနေ့ဥပုံနေနဲ့စားတဲ့အကြောင်းတွေတွေ့ရတာပေါ့နော်သူလည်းစားတက်တယ်ပေါ့ကျွန်တော်ဒီအထက်မှာဗာအကြောင်းလေးလဲဆိုတော့သခင်ယေရှုကသူ့ရဲ့စားစရာပါလေကျွန်တော်တို့အသက်ရှင်တဲ့ခါမှာလဲကျွန်တော်တို့ရဲ့စားစရာပါလေဒါလေးတွေကိုစဉ်းစားဖို့ဖြစ်ပါတယ်ကျွန်တော်တို့စားစရာတော့သမင်းတွေဟင်းတွေအစာအသောက်တွေအမျိုးမျိုးပေါ့သခင်ယေရှုရဲ့စားစရာပါလေဆိုတော့ ရှင်ယောဟန်ခွင့်အခန်းကြီး၄အငယ်34မှာရေးထားပါတယ်ရှင်ယောဟန်ခွင့်အခန်းကြီး၄အငယ်34မှာကျွန်တော်ရေးထားတဲ့အရာလေးကိုဖတ်ချင်ပါတယ်ယေရှုကငါ့ကိုဆေလွတ်တော်မူသောသူ၏အလိုတော်ကိုစောင့်ခြင်းသူ၏အမှုတော်ကိုပြည့်စင်ခြင်းအမှုသည်ငါစားစရာဖြစ်၏သခင်ရှုရဲ့စားစရာတော့ဒီနေ့ဂျုံနေ အဲဂျုံတွေလို့မုတ်တွေလို့မရေးထားပါဘူးသူစားပါတယ်ဒါပေမဲ့သူ့ရဲ့နံပါတ်1သူ့ရဲ့စားစရာကတော့သူ့ကိုစေလွတ်တော်မူသောဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ခြင်းသူ့အမှုတော်ကိုပြည်စည်းခြင်းအမှုတည်သူ့စားစရာနှစ်ချက်ရှိပါတယ်နံပါတ်1ကသူ့ကိုစေလွတ်တဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ခြင်း ကျွန်တော်တို့လက်တင်ယူတဲ့ခါမှာပေါ့နော်ကျွန်တော်တို့ရဲ့ science school ဆီမှာအလုံးသိပါတယ်ကျုံရှာရဲ့နာမည်ကြီးပေါ့နော်နာမည်ကြီးဆီမှာဆီမှာဒေါ်တီတီအေအဲကျွန်တော်တို့အဲတပည့်3ဦးကိုသူကစကားပြောပါတယ်အမှုတော်ဆောင်လှုပ်ပါအမှုတော်ဆောင်မဆောင်မလှုပ်စားပါနဲ့အဲ့ဒီစကားကလူတိုင်းအလုံးကြည့်ရတာပေါ့နော်အပေါ်ကသိခါတော့ဆရာကြီးရဲ့စာဟာတို့တို့တို့ပြောနေတလားလို့အမှုတော်ဆောင်လှုပ်ပါ အမှုရဆောင်မလောက်စားပါနဲ့ဟုတ်တယ်နော်ဒီခေတ်မှာကျွန်တော်ဘုရားအသက်တာမှာသခင်ရှုကတော့သူ့ရဲ့စားစီရာကဘုရားသခင်အလိုတော်ကိုဆောင်ခြင်းကျွန်တော်လဲဆယ်တဲ့အောင်တဲ့ကဘာမှဘာအလောက်မှမလုပ်ဘူးနော်ကျန်တဲ့ကြောင့်တန်တက်ကျွန်တော်တို့ရဲ့အလောက်ကခရကစဉ်းစားတယ်ကာယလုတ်တာညာနာလုတ်တာကျွန်တော်တို့ကြလေလုတ်တာတဲ့ ကာယလုတ်သားကတော့ထန်ပိုးစိုက်ပြိုးတွားလူတွေတခါတည်းဟိုနွားနဲ့ဖက်ယုံဥစုဆက်နဲ့ယုံတခါတည်းဟိုရှုံနေကြီးတွေကပ်လောက်ရတာတချို့ကတော့ညာနာလုတ်သားပေါ့နော်ပုံတော့နဲ့စဉ်းစားပြီးတွက်ချက်ပြီးတော့ကျွန်တော်တို့တွေကလေလုတ်သားတဲ့လေလေးနဲ့စားတာတဲ့ဆိုတော့ဟိုနေရာမှာတော့ဟောလိုက်စားလိုက်ဆိုပြီးအဲ့လိုကျွန်တော်တို့ကိုဟိုပြောတာရှိတယ်ပေါ့ဒါလည်းပဲပြန်စဉ်းစားတယ်ပေါ့နော်ဟုတ်သလားလေတက်တက်ကြီးပဲလား အဓိကတော့ဒီနေ့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒီခေတ်မှာကျွန်တော်တို့ဟိုအမှုတော်ဆောင်တာကစာစာတော့ရတာစာပေါ့ချောင်းတယ်ဗောနော်စာပေါ့ချောင်းတယ်နည်းနည်းလှုပ်တက်ကင်တက်လို့ရှိရင်စီးပွားအောင်ဖြစ်တယ်စီးပွားအောင်ဖြစ်တယ်လှုပ်တက်ကင်တက်ပြောတာဗောနော်စီးပွားအောင်ဖြစ်တယ်လို့အမြင်တွေဖြစ်လာတယ်အမြင်တွေတမို့တချင်းဆိုလည်းတချင်းမဆိုတော့ ဂီတာတီးရလွယ်ဂီတာမသိတော့ဟာတရားဟောရင်ပို့ပြီးတော့လူသဘောကြတယ်တီးဝမ်းလှုပ်တဲ့လူတွေက၄ယောက်၅ယောက်ပြန်ဝေချမ်းနေရတယ်တရားဟောစရာတယောက်တည်းဘလူးမဝေချမ်းစရာမလိုဘူးဒီလိုကြတယောက်တည်းပဲအကုန်ပိုင်နေဆိုပြီးတော့တွက်ကင်းနေတဲ့အမှုတော်ဆောင်လှုပ်ရှားလာလားကျွန်တော်တွေ့ရတာကျွန်တော်ဟာတာတဘုတ်ဖတ်မိတယ်ဗောနော်ဒုတိယသွားလဲတယ်ဘုရားတွေမူထားတယ် အာလိုက်အင်တာဗျူးတယ်ဒီဘက်ကဘာလုပ်ဖို့လဲမိသားစုတဏ္ဍာပန်စားဖို့ပါဟိုတအိမ်လဲအာကျွန်တော်တို့လဲတဏ္ဍာပန်လေးပါသမင်းကျန်ဟင်းကျက်လေးနဲ့ကြွေးထားတာမိသားစုစားဖို့နေလေးပါဟိုဟိုတအိမ်ရတော့ကျွန်တော်တို့ကတော့တဏ္ဍာပန်မဟုတ်ကျွန်တော်တို့ကစီးပွားဖြစ်မွေးတာစီးပွားဖြစ်ကိုမွေးတာတချို့တွေလဲမွေးမြူရေးတွေမှာစီးပွားဖြစ်မွေးသလိုတချို့ကတဏ္ဍာပန်လေးပေါ့နော်ဆိုလဲစိုက်ပျိုးရေးကတော့အိမ်နောက်ဖေးစည်းဆိုင်တဲ့ တန်တိုင်းတပိုင်းလေးပဲချမောင်ရွက်လေးဘူးရွက်လေးဖယုံရွက်လေးပေါ့နော်တန်တိုင်းတပိုင်းလေးကျွန်တော်တို့သူတို့မိသားစုစားဝတ်တွေအတွက်တချို့ကတော့စီးပွားဖြစ်ကိုသူကစိုက်တာဒါကျွန်တော်လည်းစဉ်းစားတယ်ကျွန်တော်တို့အမှုတော်ဆောင်နေတာတန်တိုင်းတပိုင်းဆောင်နေတာလားအာတခါခုနအတီးအပင်စိုက်တကယ်သူမွေးမြူတကယ်သူကျွန်တော်အင်တာဗျူးမှာဖျားသခင်မင်းအမှုတော်ဆောင်နေတာတန်တိုင်းတပိုင်းလေးလား ဒါမို့အခုနလူတွေကတော့မဟုတ်စီးပွားပြစ်ဗျာဆိုတော့ဒီဟာပြန်စဉ်းစားကြည့်တဲ့ခါမှာတန်တန်တပါလည်းမကောင်းစီးပွားပြစ်လည်းမကောင်းအတိတ်ကတော့ဖျားသခင်ရဲ့အလိုတော်ထဲမှာတကယ်ဖျားသခင်စေခိုင်းတဲ့အလုပ်ကိုကျမ်းစာထဲမှာဖျားသခင်ရဲ့အမှုတော်ကိုကြိုးစားရမထမ်းဆောင်တော့သူတည်ချိန်ချင်းအမလကိုခံထိုက်တော့သူဖြစ်ကျွန်တော်အဲ့ဒါကိုဖိုက်နေတော်တော်လေးကိုဟတ်ထီသွားတာအခုနလည်းပုံမှန်လေးကျမ်းစာဖတ်မယ်တရားလေးဟောမယ်ပြန်နာမယ်အိုး တဏ္ဍာပိုင်းနေသာထိုင်သာလေးနဲ့ဒီလိုလုပ်နေသလားရာသခင်ရဲ့အလိုတော်ကကျွန်တော်ဘယ်နေရာမှာတုံးလဲသခင်ယေရှုကတော့လူတွေကတချင်ရဖို့ရတဲ့ဘုရားသခင်ကဆေလွတ်တဲ့လူသားတွေကိုခံယူဒီသခင်ယေရှုရဲ့ကြွတ်ကြွတ်ချင်းကတော့သူ့ရဲ့စားစရာနံပါတ်1ရာသခင်ရဲ့အလိုတော်ကိုဆောင်ခြင်းနံပါတ်2ကတော့အမှုတော်ကိုပြည့်စည်စေခြင်းအမှုတည်တခါတခါကျွန်တော်တို့လုပ်တဲ့အလုပ်တွေကမပြီးဘူးတော့ ဒီပိုင်းတက္ကသကြံခဲ့တာအများရှိတယ်။ဒါလေးကိုစဉ်းစားရင်းနဲ့ကျွန်တော်လုပ်တဲ့အလုပ်တစ်ခု ကပြီးစီးစီဖို့ရန်အတွက်လိုအပ်ပါတယ်။သခင်ယေရှုကတော့ it is finished အမှုပြီးပြီလို့ကားတိုင်ပေါ်မှာဘုရားသခင်ခိုင်းတဲ့ဒီနေ့အမှုကိုပြီးစီးအောင်ကျွေးကြော်နိုင်တဲ့ကဲ့သို့ကျွန်တော်တယောက်ချင်းစီအတွက်ဘုရားသခင်ခိုင်းတဲ့အမှုရှိပါတယ်။ဘာအမှုလဲ?ကျွန်တော်တယောက်ချင်းစီမှာရှိပါတယ်။ ျွန်တော်တို့အမှုတော်ကျန်ဟိုဗောကျန်အောင်မတက်ပေးမလဲဆိုင်ယံဆိုင်ယံအလုပ်တွေရှိပါတယ်ကိုယ်ဖျားသခင်ခိုင်းတဲ့အမှုတွေကိုပြီးစီးအောင်ဆောင်ရွက်ဖို့တော့ကျွန်တော်တို့လိုအပ်ပါတယ်ဒါမှကျွန်တော်တို့ဘဝအတ္တအတွက်အမိုင်းကြောင်းလာမယ်ဖြစ်ပါတယ်သခင်ယေရှုကတော့အင်မတန်အမိုင်းကြောင်းမမကပါဘူးဒီနေ့ဖျားသခင်ရဲ့အမှုတော်ပြမှာအင်မတန်မှထင်ရှားစွာဖြစ်ကျွန်တော်တို့အတွက်နမူနာပေးခဲ့ပါတယ်ဒီခေတ်တွေကိုပြန်ကြည့်တဲ့ခါကျတော့ ဒီခေတ်မြောက်ကဓမ္မဟောင်းခေတ်မှာလဲဒီနေ့အံ့ဩစရာပေါ့ကျွန်တော်တို့အမျိုးမျိုးတွေ့ရတယ်ယေရမိမှာဆိုလို့ရှိရင်ငါပရောဖက်တို့ဒီလိန်လဲပြီးဟောပြောကြတယ်အသက်မိုးကြတယ်သူဖះမဟောခိုင်းတဲ့ဟာတွေဟောတယ်မဖွင့်ပြပဲနဲ့ဖွင့်ပြတယ်လို့လည်းပြောတယ်အမျိုးမျိုးဘုရားသခင်ကမှစိတ်စိတ်ပြက်ပြီးတော့စိတ်ပြက်ပြီးတော့သူ့အနေထားတွေမှာရှိတယ်ဒါကျွန်တော်ဘဝတရာမှာကျွန်တော်လည်းပြန်ပြီးကိုကိုကို ဘုရားသခင်အလိုတော်လေးညီလားအမှုတော်ဆောင်ခြင်းကဒါကိုစဉ်းစားဖို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့ယောမ16အငယ်18မှာလဲတမန်တော်ကြီးရှင်ဘောလူကယောမမြို့ကိုရေးထားတဲ့ကျမ်းစာဆောင်လေးရှိပါတယ်ယောမဩဝါစာအခန်းကြီး16အငယ်18မှာညီအကိုတို့စက်ခွန်အရင်မှဖတ်မှဖြစ်ပါတယ် သင်တို့ခံရပြီးသောဆုံးမဩဝါဒနှင့်စန့်ကျင်ဘက်ဖြစ်သောသင်ခွဲခြင်းမာယွင်းခြင်းအကြောင်းကိုပြုတ်တတ်သောသူတို့ကိုမှတ်၍ရှောင်ကြတော်ဟုငါတတိပေ၏အကြောင်းမူကားထိုသို့သောသူတို့သည်ငါတို့သခင်တော်၏အမှုကိုမဆောင်ရွက်ဘဲမိမိတို့ဝမ်းဤအမှုကိုသာဆောင်ရွက်၍လောကဝတ်စကားနှင့်ချော့မော့သောစကားအဖြစ်စိတ်ကောင်းသောသူတို့ကိုလဲ့ဖျားတတ်၏ နေ့ယောမမှာဒီနေ့ရေးထားတဲ့စံစာလေးဖြစ်ပါတယ်16ငွေ78ညကိုရိုးမင်းတို့အရှိမှာကလည်းစုံးမပြီးဖြစ်တယ်တဲ့နံပါတ်1သင်ခွဲချင်းတင်ခွဲချင်းဒီအသင်းတို့ထဲမှာ AC ရှစ်ခိုးတာရှစ်ခိုးပလေးစီဘောသူအသင်းတော်ပဲသူနစ်ချင်းခဏပဲသူစီမှာဖျားလက်ရှစ်ခိုးလေခိုးဘောဒါပေမဲ့အတင်းဆွဲဟာတာပြန်မလွတ်တော့ ်ဒါနှစ်ချင်းမှာထပ်ပေးလိုက်သေးတယ်ဒါကျွန်တော်တို့အတွက်ဒါတင်းခွဲချင်းပဲဖြစ်ပါတယ်ရောက်တဲ့အရာမှာတော့ဘုရားသခင်ဗိမ္မာတော်မှာကိုယ်ကိုယ်ကူပြုဖြစ်ပါတယ်ရစ်ပလင်တည်ဖို့ဖြစ်ပါတယ်ဒါပေမဲ့တင်းခွဲသောခွဲခြားတဲ့ဒီနေ့အသက်တာမှာဖြည့်ဖို့ရင်အတွက်လိုအပ်ပါတယ်ဒီခေတ်မှာအရန်ကိုဟို marketing ပေါ့နော် religion marketing တွေအရန်ဆင်းနေကြတယ်အပြိုင်အဆိုင်အပြိုင်အဆိုင် ိုယ့်ရဲ့အသင်းတော်အောင်မြင်ဖို့ကိုယ့်ရဲ့အသင်းတော်လူများဖို့ကိုယ့်ရဲ့အသင်းတော်ကြော်စောဖို့ကိုယ့်ရဲ့အသင်းတော် budget ကောင်းဖို့အမျိုးမျိုးလုပ်ကြတဲ့ခါမှာဘုရားသခင်အလိုတော်မရှိတဲ့အရာတွေအကုန်လုံးလုပ်တယ်။သာသနာကျင့်ဖို့တွေမရှိတော့။ impasse မှာရှိတယ်လို့ online မှာလည်းမရှိတော့။ဒါကြောင့်မို့သာသနာကြားဖြတ်နေလဲရှိလာပြီ။မတက်လဲမတက်တော့တခါတည်းပြန် fight ပါလေ။ပြန် fight ပြီးတော့အော်ကျွန်တော်အမြဲနောက်နေနော်။ မလုတ်ပါနဲ့မလုတ်ပါနဲ့ဟိုးဟိုးမလုတ်ပါနဲ့ဥအွန်လိုင်းမှာနဲ့ပဲကြီးနေလေဆိုတော့တရားလေးတွေလောင်စရာပြောင်စရာတွေဖြစ်နေပါတယ်ရှင်ဘောလူကတော့ပြောတယ်သင်ခွဲခြင်းရှိတဲ့သူတွေမာရင်ချင်းအကြောင်းကိုပြုတ်တတ်တော့သူတို့ကိုမှတ်၍ရှောင်ကြတော့အခါတရံရှင်ဘောလူကပြောတယ်ခွေးတို့ကိုရှောင်တော့သခင်ရှုကလည်းထုံးသူပြောတာရှိပါတယ်ကျွန်တော်တို့ရွာကအဖဆရာတို့ခါခါလေး ဟိုဂျိုဟောဘာကိုနဲ့တွေ့လို့ရှင်လက်အောင်လက်အောင်စကားမပြောကျန်တဲ့မှာရှောင်ခိုင်းတယ်ကွာတော့မိတ္တဟာမဖွင့်နဲ့ဆရာတော်ကတော့ပြက်တယ်နော်သူပြောကြတဲ့သဘောကြတာကျန်းစာအတိုင်းလုတ်တာဒါလည်းလုတ်တာတော့နေဒါဒါကတကယ်တကယ်နော်ကျွန်တော်တို့ကတော့ရေလိုက်ငှားလိုက်လေးပေါ့နော်ဆရာတော်ကတော့ပြက်တယ်ကျန်းစာအတိုင်းချဒီနေ့ဒီမှာလဲရှောင်ခိုင်းပါတယ်။ပင်ခွဲတော့သူတွေ မာယွင်းချင်းအကြောင်းကိုပြုတ်တက်တော့သူတယ်ဂျဘိုးကိုလိတ်လိတ်ကိုဂျဘိုးအမျိုးမျိုးစမ်းစာနဲ့မညီပဲဟောပြောလဲညီလဲတဝက်တစ်ပြက်ပဲညီတယ်အမားတဝက်အမန်တဝက်နဲ့ညီပြီးတော့မာယွင်းချင်းကိုပြုတ်တက်တော့သူတို့ကိုမတ်၍ရှောင်ပါအားကြောင့်မကျွန်တော်တို့တခါတည်းရှင်ဘောလူကပြောပါတယ်မင်းတို့ကိုလက်တင်ပေးတဲ့ခါမှာလဲလူတိုင်းသွားပြီးခေါင်းကိုမခံနဲ့နော်ခေါင်းမခေါင်းမခံနဲ့ မိစ္ဆာ prayer ဖြစ်လို့ဒီဒီလောကကိုသွားကြပြီအရင်အရင်အသာဖျားလူဆိုပြီးတော့သွားပြီးတော့နော်မခံနဲ့အမျိုးကြင်ချင်းဖြတ်ပေးမယ်ဟာသခင်ယေရှုကကျွန်တော်တို့အတွက်အစီအတာမရှိကျွန်တော်တို့ဖျားခမီးတော်ဖျားနဲ့ကျွန်တဲ့ဓာတ်ရိုက်တိုးဝင်ဖို့ရသခင်ယေရှုကပြုတ်လုခဲ့ပြီဖြစ်ပါတယ်သူဆုတောင်းပါပဲကောင်းကြီးပြည့်မလို့လို့ဒါကတော့ကျွန်တော်တို့တိတ်အုပ်ရာကရှိပါတယ်နောက်တချို့ကမဟုတ်ဖျားနေရာမှာလူပုတ်ကိုသွားထားပြီးတော့ တချို့ကလည်းဒါကိုအခွင့်ကောင်းယူပြီးတော့သူဆုတောင်းမှပဲရမယ်သူဆုတောင်းမှပျောက်မယ်သူ့ကိုလူမှပျောက်မယ်ဆိုပြီးတော့ all water mind တွန်းလိုက်တဲ့ခါကျတော့ပြီးလဲပြီးတော့မသိမတင်ဖြစ်တဲ့ခါကျတော့စကားများကြပါရှင်ပွဲလို့ကတော့ပြတ်တယ်နော်ထိုသူတို့ကိုမှတ်ယူရှောင်ပါသူကဆက်ပြီးပြောထားပါလေအကြောင်းမူကားထိုတို့တော်သူတို့ဒီငါတို့သခင်ရှုခွေအမှုကိုမဆောင်ရွက်ပဲမိမိတို့ဝိုင်းအမှုကိုသာဆောင်ရွက်ရည် လောကဝုစကားနဲ့ချော့မော့တဲ့စကားအဖြစ်သူတို့အနေနဲ့တော့အမှုတော်ဆောင်တယ်တရားဟောနေတယ်လို့သူတို့ထင်တယ်ရှင်ဘောလူကတော့ပြောတာပြတ်တယ်နော်ခင်ယေရှုခရစ်ရဲ့အမှုကိုမဆောင်ရွက်ပဲခင်ယေရှုစေခိုင်းတဲ့အမှုကဘာလုပ်ဖို့လဲသူကတော့လောကကိုလာတာလူပေါင်းတို့ဒီကေတင်ချင်းတို့ရောက်ရင်တမန်တရားကိုသိစေခြင်းကအလိုတော်ရှိတယ်ဒီရတဲ့မှာလိုအပ်တဲ့အတွက်ကြောင့်နမိတ်လက္ခဏာပြပါတယ် သူရှိမှလိုအပ်တဲ့သူတွေအတွက်ကြံမာချင်းကူပေးတယ်အစားအသောက်မရှိရင်မုံငါလုံးငါးနှစ်ကောင်ကျွေးတယ်ကာနာမျိုးကမင်းလာဆောင်ဘက်မှာဆိုရင်လဲဘာဖြစ်လဲစပြည့်ကုံတဲ့အတွက်ကြောင့်နမိလက္ခဏာပြုတယ်အဓိကလာချင်းကတော့ကေတင်ချင်းနဲ့တမာတရားကိုတိဖို့ဖြစ်တယ်ဒါပေမဲ့လိုအပ်တဲ့အတွက်ကြောင့်စားဖို့တောက်ဖို့ကြံမာချင်းကအစမျက်လုံးမမြင်ကူပေးသွားတယ်နတ်ဆိုးဝင်နတ်ဆိုးထုတ်ပစ်လိုက်တယ်ဒါပေမဲ့အခုကျတော့မူပိုင်ဆွဲပြီးတော့ တို့ကတော့ကြင်ချင်းဖြတ်တဲ့ line တို့ကတော့ healing line တို့ကတော့ bait တဲ့ line တစ် line နဲ့ပဲယူပြီးတော့ကျွန်တော်တို့ bait ရွှေရင် bait ကြအောင်လုပ်မယ်ပတ်စံအိတ်ထဲမှာပတ်စံနေနေပတ်စံအိတ်ကင်ထားဆူတောင်းပေးမယ်ပတ်စံပွားအောင်ဆူတောင်းပေးမယ်ဒီဟာတွေကခင်ရှုလုတ်တဲ့အလုပ်တွေမဟုတ်ပါဘူးအဓိကကတော့ဒီနေ့လူတွေကိုလောကဖို့စကားနဲ့ချော့မော်ပြီးတော့အိုးတကားတဲ့အာ လူနော်ကောင်းကြီးရမယ်နော်မျိုးစစ်မြမြချင်းနော်မျိုးစစ်မြမချင်းမြမြရေးရမယ်အမျိုးမျိုးအမျိုးမျိုးလောကဘုဇကားနဲ့ချော့မော့ပြီးတော့စိတ်ကောင်းတော့သူတို့ကိုလှည့်ပြရတယ်တဲ့ကျွန်တော်တို့အလှည့်ပြခံတယ်တချို့ခွင့်ရတယ်လူလိုက်တာကုံထွက်သွားတာပြောင်ထွက်သွားတာပဲပြီးလည်းပြီးတော့အစင်မပြေတဲ့ခါကျတော့ဘာလို့လို့ဘာကမ်းမသိဘူးပေါ့နော်အစင်မပြေတဲ့ခါမှတော့အာတခါလေးရှုပ်ရှက်ခတ်ဟိုဂျပန်မှာဆိုရင်နော် ရှင်စုအာဘီကိုလက်လုတ်တနက်နဲ့ပြန်ပြစ်တတ်တဲ့ဘဝရောက်သွားတယ်။ဒါတွေကျွန်တော်တို့များစွာတွေ့ရပါတယ်။အဲကျွန်တော်တို့ဒီမှာပြောထားပါတယ်။ယောမခက်မှာတဲ့တချို့လူတွေကတဲ့တင်းခွဲတဲ့သူတွေတဲ့ဒီနေ့မာယွင်းချင်းပြုတဲ့သူတွေကတော့မိမိဝမ်းသူဘိုက်ပြင်းတော်ပြီ။ ngại ဝမ်းဝိုင်းပြီးပြီ။ဒီနေ့အဲ့အတွက်ကို ချော်မောပြီးတော့ဒီနေ့လူတွေကိုတခါတဲ့မကြကြအောင်ပြောပြီးတော့ ကျွန်တော်စိတ်ကောင်းတော်ရှိတဲ့သူတွေကိုလဲ့ပြားတယ်ဒီထဲမှာကျွန်တော်တို့မပါဖို့ရန်အတွက်လိုအပ်ပါတယ်ကျွန်လည်းတရားအမြဲတမ်းပဲအကြီးကဖျားသခင်နှုတ်ကပတ်တမန်တရားကိုပြက်ပြက်ဟောဖို့လိုအပ်ပါတယ်ဟုတ်ဒီကိုဟုတ်မဟုတ်ဒီကိုမဟုတ်ဒီနေ့တမန်တရားအတိုင်းဝင်ကပြီးတော့ဒီနေ့ဆက်လက်ပြီးတော့အမှုတော်မြတ်မှာပါဝင်ပြီးဖျားကျွေးမွေးတဲ့အစာကိုစားဖို့ဖြစ်ပါတယ်ဖျားသခင်ငပိကျွေးငပိပဲစားမှာပေါ့ ဝတ္တကြီးဝတ္တစာမယ်ဘုရားသခင်အသက်မွေးလောက်သောအစာကိုနေ့ရက်အစဉ်တိုင်းကျူးမိမှဖြစ်ပါတယ်ဘုရားသခင်ကတော့ကျွန်တော်တို့အတွက်ဒီနေ့စဘာနေတော့နွားရဲ့နှုတ်ကိုမချုပ်တင်းနေဆိုတဲ့အတိုင်းပဲကျွန်တော်တို့အကိမသာနွားများကဲ့သို့ပင်ပန်းလှုပ်ရှားလို့ရှင်လဲကျွန်တော်တို့အထိုက်အလတ်တော့ဘုရားသခင်ကျူးမိမှဖြစ်ပါတယ်အဓိကကိုစားတဲ့အစာကတော့အာဘုရားသခင်ကျူးမိတဲ့အစာဖြစ်တယ် ကျွန်တော်ခန္ဓာကိုယ်အတွက်တကယ်ကိုကျေးဇူးတော်ချီးမွမ်းစရာဖြစ်တယ်ဆိုတာကိုချီးမွမ်းဖို့ဖြစ်ပါတယ်။ Going through all us ပထမဆုံးအခန်းကြီး6အငယ်73မှာကျွန်တော်ရေးထားပါတယ်။ Going through all us အခန်းကြီး1ကော6အငယ်73မှာအစာအတော့တို့ဒီဝမ်းအဖို့ဝမ်းဒီလဲအစာအတော့ဖို့ဖြစ်ဒီမှန်စီတော့သို့တော်လဲဖျားသခင်ဒီထိုနှစ်ပါးကိုဖျက်စီးတော်မူလိမ့်မည်။ အစာအတောက်အတွက်အသက်ရှင်ပြီးတော့လောကကြီးထဲမှာအဲ့ဒီ1အတွက်အစာအတောက်အတွက်နံပါတ်1ထားတဲ့လူတွေအဲ့နှစ်ပါးစလုံးကိုဘုရားသခင်ကဖြည့်ဆည်းမယ်အဓိကကတော့ကျွန်တော်ဘောအတ္တမှာလုတ်စရာတွေအများရှိတဲ့မှာကျွန်တော်စားတဲ့အစာအစာကဘုရားသခင်ကျွေးမွေးသောအစာအတွက်ခြေစည်းတော်ကိုချီးမွမ်းဒီနေ့အခုကျွန်တော်အစာအတောက်စားတဲ့ခါမှာတချို့ကပြောတယ်ဒီအစာကိုစားခြင်းအဖြစ်ကာယခွန်အဖြစ်တယ်လို့ တချို့ကလည်းဝိညာဉ်ခွန်အားဖြစ်ဖို့ဆွတ်တောင်းတယ်အဲ့တော့တချို့ကဟာသမင်းစားတိုင်းဝိညာဉ်ခွန်အားရမယ်ဆိုရင်တို့သမင်းပဲထိုင်စားတော့မှာပေါ့တချို့ရဲ့ဓမ္မအတွေးခေါ်ကြတော့ဒီအစားကတော့ကာယအဟာရတွေဖြစ်မှာပါဒါပေမဲ့ဒီသမင်းကဖျားကျွေးမှုတာဖြစ်တယ်ဒီဟင်းကဖျားပေးတာဖြစ်တယ်ဒီအစားအတော့ကဖျားစီရလာတာဖြစ်တယ်ကျွန်တော်ဖျားသခင်ကိုကြီးစုတင်တယ်ကြီးစုတင်တယ် လိုက်လိုက်လင်းလင်းနဲ့ဘုရားသခင်ကိုကျေးဇူးတင်သောစိတ်ရှိခြင်းကကျွန်တော်ဘုရားသခင်အပေါ်အတွက်တကယ်ကိုအာငါသားသမီးကဒီအစားအသောက်လေးဒီချို့တို့ရေလေးတစ်ခွက်တောက်တာမှဆုတောင်းပြီးဘုရားကျေးဇူးတင်လဲဆိုပြီးတော့ပိုးဝမ်းပြဖို့ကာယအပြင်ဘုရားကိုပိုးပြီးဥထိတ်ထားတော့ဟိုဇီးဇီးလုပ်လေးဆိုင်နဲ့ကျေးဇူးတင်တယ်ဟိုတရားတော်လေးငုံရရင်လေအဲ့ဆိုရင်အစားစားတိုင်း ကွန်စားတိုင်းအလုံးအဖျားကိုတခါတည်းပြေးပြေးမြင်ပြီးဖျားသခင်ကိုဥထိတ်ထားခြင်းကလည်းတခါတည်းဝိညာဉ်ရေးရမှာဖျားသခင်ကိုဒီနေ့ဥထိတ်ထားသောအသက်တာဖြစ်လာတယ်ဆိုတာကိုခံယူဖို့ဖြစ်တယ်။အကြမို့တစ်ကောထဲမှာပြောတဲ့အခါမှာသင်တို့စားစားတဲ့အတောက်တဲ့ရေကရေမဟုတ်ဘူးတဲ့မောရှိရိုက်လိုက်တဲ့အခါမှာအဲ့ဒါသခင်ချွတ်ဖြစ်တယ်။ရှင်ဘောလူကပြန်ပြီးရှင်းထားပါတယ်။ကြောက်မှကြတယ်။အဲ့ဒါက ရေမဟုတ်ဘူးသခင်ရှုပ်ကိုတောက်တုံးခြင်းဖြစ်တယ်။အဲကျွန်တော်ဓမ္မအတွေ့ခေါ်မှာအစာတောက်စားခြင်းရတော့ခန္ဓာကိုယ်အတွက်ပဲကာယခွန်အားဖြစ်မှာပါ။ဒါမဲ့လေဒီကာယခွန်အားတဲ့သခင်ရှေ့ကိုမြင်တွေ့ပြီးဟာဒါဖရာသခင်ကျွန်တော်တို့အော်စရာပြုပါလားဆိုတာသခင်ရှုပ်ကိုကျွန်တော်ဆက်ဆံသုံးဆောင်ခြင်းပွဲတော်မှာတော့ emote ကတင်တို့အဖုလို့ငါချိုးဖက်တော့ငါ့ကိုဖြစ်တယ်။ခွက်ကတော့တင်တို့တော့ငါ့အသွေးဖြစ်တယ်။ဒီခွက်က သခင်ရှုရဲ့အသွေးလည်းမဟုတ်ပါဘူးဒါမဲ့ပုံဆောင်ပြီးတော့သခင်ရှုပြုခဲ့တဲ့အရာကိုအောင်မေ့ခြင်းအဖြစ်ပေါမုံနဲ့စပီးရေကတကယ်ကိုကျွန်တော်တို့အတွက်အောင်မေ့စရာဖြစ်တယ်လို့ဒီနေ့ကျွန်တော်ဘောအသက်တာမှာကာယခွန်အားပေးရပါတယ်ဒါမဲ့ဝိညာဉ်ခွန်အားရဖို့ရန်အတွက်ဂျေစုတင်သောစိတ်နဲ့စားလို့ရှိရင်တော့ဘုရားသခင်ကိုအမြဲဂျေစုတင်ခြင်းကဘုရားသခင်အတွက်ဒီနေ့အာငါတာသမီးတွေဂျေစုတင်သောနှလုံးရှိတယ်ဆိုတာကိုအသက်တာမှာ ျွန်တော်ချီးမွမ်းဖို့ဖြစ်ပါတယ်။ဒါမို့ယနေ့ကျွန်တော်တို့ရှာစားသည်ဖြစ်စေကျွန်တော်တို့လှုပ်ရှားသည်ဖြစ်စေနောက်ဆုံးဝါစားသည်ဖြစ်စေကျွန်တော်စားဖို့နေရည်အတွက်ညီတို့အခြေအနေရှိပါလိမ့်စေ။ဖခင်သခင်ရဲ့အလိုလိုနဲ့အညီဖခင်သခင်စေခိုင်းတဲ့အလုပ်ကိုကောင်းမှုစွာလုပ်ပြီးတော့ဒီနေ့အခုနလောကဝတ်စကားနဲ့ချော့မော့ပြီးတော့သင်ခေါ်တော်သူမတရားတော်ပြုတော်သူကဲ့သို့မဟုတ်ဘဲနဲ့ဒီနေ့ လှုပ်ရှားဖို့မဟုတ်ဘဲနဲ့တကယ်ပဲအသက်ရှင်ဖို့အတွက်အစာစားဖို့လိုအပ်ပါတယ်အမှုတော်မြတ်မသော၎င်းရှိတဲ့ဘုရားသခင်အလုံမသော၎င်းဒီအလွတ်လွတ်တခါမှာလဲဘုရားသခင်ပြီးတော့အလုံဖြစ်တယ်ဒီပေါ်မှာတို့အကောင်းဆုံးစေတနာစိတ်နဲ့မေတ္တာစိတ်နဲ့လှုပ်ပြီးတော့ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်ဘုရားတန်မာနေ့အစဉ်တိုင်းဘလောက်ပဲစေစားဖို့တောက်ဖို့ကုံစင်းလုံးကြီးပါလိမ့်စေ ရာသခင်ကတော့သူ့ရဲ့အလိုတော်နဲ့ညီထမ်းဆောင်ပြီးသူခိုင်းတဲ့အလို့ကိုအမှုတော်မြတ်ကိုပြည့်စည်စံခြင်းကငါရဲ့စားစရာဖြစ်တယ်လို့ပြောတဲ့ကဲသူကျွန်တော်တို့မှာဖျားပေးထားတဲ့အလို့ကိုအလိုတော်နဲ့ညီလှုပ်ဆောင်ပါဒီနေ့ကြိုးစားပြီးတော့ထမ်းဆောင်ပြီးတော့ရာသခင်ပေးတဲ့နေ့အသက်မိုးလောက်တော့အစာကိုရှင်လန်းဝတ်မြောက်စွာစားသုံးပြီးကျမ်းမာစွာဖြစ်ဖျားသခင်ရဲ့စီခိုင်းတဲ့အမှုတော်မြတ်နဲ့အလို့များကိုနေ့ရက်အစဉ်တိုင်း ထမ်းဆောင်နိုင်ပါစေကြောင်းဒီနေ့အနည်းဝင်ရပါတယ်အားလုံးပဲအစာစာချင်းအားဖြင့်ဘုရားသခင်ကိုကြည်စွတော်ချီးမွမ်းတဲ့သူများဖြစ်ပါစေအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေအာမင်ဆရာကိုသူကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ဒီနေ့ကေဘေလောကမှာအသက်ရှင်တဲ့အခါမှာ